34၎င်းတို့အိမ်များသို့တည်တံ့လာဖို့ရန်ကန်ထရိုက်ယူထားသည့်တက်နိုင်သူများမှလွဲ၍ဘုံမိုးရှိအိမ်အောင်စု အများပြားသည်နေစဉ်တို့ရေအတွက်ဒုက္ခများနေကြရစေဖြစ်သည်အလေးရောက်မလာသေး၍မှောင်နေစေပင်ဘတ်သည်လောင်ငန်းထဲသို့ရေအကုန်ဖြည့်ပြီးသည့်အထိကားထဲတွင် ထိုင်ဆောင်နေသည်ကားတကားကိုပိတ်အပူပေးဆက်ကိုဖွင့် ပစ္စတိုကိုလက်လန်းမိသည့်နေရာတွင်ထားထားသည် ထို့သို့စောင့်နေရသည့်အခါတိုင်းအမဲလိုသူ့ကောင်းနေရောက်လာရသည်ကထင်ရှုသောအရက်ရှိမိသားစု နှစ်စုအကြောင်းပင်ဖြစ်သည်ထိုမိသားစုနှစ်စု၏အိမ်နောက်ရှင် အမျိုးသားနှစ်ဦးစလုံးထောင်ထဲရောက်နေ၍ခက်ခဲကြက်တဲနေကြရသည်ဦးလေးများဝမ်ခွဲများလည်းအတူနေနေ၍မိသားစုကြီးသည် မိသားစုနှစ်ခုစလုံးရှိကလေးတဦးစီသွေးကင်ဆာရောဂါဖြင့်ဆုံးပါသွားကြသည်ထိုမိသားစုနှစ်စုစလုံးတရားဆွဲဆိုထားသည့်လူများ ਨੇ ပါဝင်နေသည်သူတို့အားလုံးကလည်းဘက်ဒီလင်ညာထွက်ဆိုခဲ့သူဖြစ်သည်ကိုကောင်းစွာသိထားကြသည်ခရစ်မတ်မတိုင်မီရှေ့ရက်ခန့်ကတရားဆွဲထားသူများတရားသူကြီးဟာရစ်ဆန်၏ယုံတော်တွင်နောက်ဆုံးအကြိမ်စုဝေးခဲ့ကြသည် ထိုကြားနာဝဲသည်ကြံရှိနေသည့်ကိစ္စများအားလုံးကိုအပြည့်သက်ရနှင့်အထူးသဖြင့်စီရင်ချက်ချပြီးနောက်တင်သွင်းသည့်လျှောက်လဲချက်များကိုဆွေးနွေးရန်ဖြစ်သည်ဂျာရက်ကာတင်ကတော့မက္ကဆီကိုတွင်နှစ်ပတ်လောက်ကောက်သွားရိုက်ခဲ့ရလို့မသိတောင်းတောင်းတင်းတင်းနှင့်အသားအရည်ကနေလောင်ခံထားရ၍နီးဆက်ဆက်ဖြစ်နေသည်သူကဝက်စ်ကိုတင်းရင်တင်းနှုတ်ဆက်လိုက်ပြီး မေရီဂရိတ်ကိုပြုံးပြလိုက်သည်ဒီမေရီဂရိတ်ကမမြင်ဟန်ဆောင်လိုက်ပြီးဂျင်းနက်ကို စကားလှည့်ပြောလိုက်သည်ဂျင်းနက်သည်မျက်နှာချောင်းကျသွားပြီးစိုးရိမ်နေကုန်ရသည်သို့တော့အရင်လိုတရှုံရှုံငိုနေခြင်းမျိုးမရှိတော့တနာရီလျင်ဒေါ်လာများစွာရနေသောကာတင်ဤလက်ထောက်များကတော့စာရွက်စလန်းများကိုဟိုလန်ဒီလန် လုပ်နေသည် ြို့ခံရှင်နေကြီးဖြစ်သောဖရန့်ဆယ်လီကတော့သူတို့ဖြစ်နေပုံကိုစိတ်ထဲကကြိတ်ပြီးကျင်းနေနေဟန်ဖြင့်စိုက်ကြည့်နေပြီလူမြင်ကောင်းအောင်လုပ်နေကြမယ်သိနေ၍ဖြစ်သည်တရားသူကြီးဟာရစ်ဆန်က၎င်းစီရင်ချက်ချပြီးသားမှကရင်ဓာတုအပေါ်တရားသားမှအလျှော့ပေးမိမဟုတ်ဆိုသည်ကိုလူတိုင်းသိထားပြီးဖြစ်သည်ဟက်ဖီကသူထိုင်နေကြနေရာတွင်ထိုင်နေသည် မျက်နှာပေါ်တွင်လဲထုတ်ချေးထားသောငွေများနှင့် သူ့အနာဂတ်အပေါ်ကြောင်ကြနေဟန်ဖြင့် စိတ်ဝင်တစားဖြစ်နေသည်ကို တွေ့ရသည်တရင်ကြောင့်အများအပြားလဲရောက်နေသည်ယခင်ကတရားခွင်တွင်ရောက်လာသူများကို ပကြီးဖြင့်မိသူများမမှတ်မိအောင်ဆွဲခဲ့သည်တရားယုံခန့်ပကြီးဆရာလဲရှိနေသည်တရားလူများဘက်မှရှိနေအများအပြားလဲအခြေအနေကိုအကဲခတ်နိုင်ရန်ရောက်နေကြသည် ၎င်းတို့အားလုံးကပေတွန်တို့လိုသူနိုင်ကိုနိုင်ကျေးစရာမလိုပဲနစ်နာခြင်းနစ်ငနေရပြီးချမ်းသာတော့မည်ဟုစိတ်ကူးရင်နေကြသူများဖြစ်သည်တရားသူကြီးဟာရစ်ဆန်ကအားလုံးညင်ကြဖို့အချက်ပေးပြီးတရားခွင်ကို စတင်နေသည်အားလုံးကို အခုလိုပြန်တွေ့ရတာဝမ်းသာပါတယ်ဟုတ်၆ကက်ကက်အတန်ဖြင့်ပြောလိုက်သည်လက်ရှိမှာ အစိုးတင်သွင်းထားတာ14ခုရှိနေတယ်။တရားခံဘက်က12ခုနဲ့တရားလိုဘက်က2ခုပါ။ဒီအစိုးတင်ထားရင်အားလုံးမုံမလွဲဘူး။အားလုံးအပြည့်သက်ဖြည့်ရှင်းသွားပါမယ်။ပြောရင်ကဇာရက်ကာတင်ကိုမလိုအပ်ဖဲစကားတစ်လုံးမှမဟာရဲအောင်ခတ်တင်တင်စိုက်ကြည့်လိုက်ပြန်သည်။ရှောက်လဲလာတဲ့အစိုးတွေနဲ့တင်ပြချက်တွေကိုကျွန်တော်အကုန်ဖတ်ပြီးပြီ။ဒီတော့ ခမားတို့ရေးထားတဲ့အထဲပါတာတွေကိုကျေးဇူးပြုပြီးထပ်မပြောပါနဲ့မစ္စတာကာတင်ခမားပြောချင်မှပြောလို့ရပါဘူးပထမဆုံးရှောက်တဲ့ချက်ကအမှုကိုအစ်စ်တပန်ပြန်လဲစစ်ဆေးပေးရင်ဖြစ်သည်ကာတင်ကသူ၏အမှုသည်မိတို့မိဘုံနစ်နာခဲ့ရသည်များကိုတက်နိုင်သမျှအကျဉ်းချုပ်ပြီးပြောဆိုသွားခဲ့သည်ထိုအထဲတွင်သူမကြိုက်သည့်ဂျူရီအဖွဲ့ဝင်အချို့ကိုမရွေးလိုတော့လဲ တရားသူကြီးကလက်မခံ၍ထဲ့သွင်းခဲ့ရကြောင်းအစချီကကာတင်နှင့်သူ့အဖွဲ့ကတရားခွင်တလျှောက်ပြေးခဲ့ရသည်ဆူဆူရွာရွာဟု၎င်းတို့ယူဆသည်အမားစုစုပေါင်း22ခုကိုတင်ပြလာသည်သို့သောဟာရစ်ဆန်ကထို့တို့မယူဆရှေ့နေများတနာယီကြောကြောငင်းခုန်ပြောဆိုပြီးနောက်တွင်အစ်စ်တဖန်ပြန်စစ်ပေးရန်အဆိုကိုပယ်ချလိုက်သည်ဂျာရက်ကာတင်သည်လည်း အခြားဆုံးဖြတ်ချက်များကို ကြည့်၍တုံ့လောက်ကောင်းတုံ့လောက်နေလေလိမ့်မည်၎င်းတို့တင်သွင်းသည့်အစုံများကို လုံယိုးလုံစင်အလားဆွေးနွေးသွား၍ဖြစ်သည်သို့သောဇာရက်ကာတင်၏အဖွဲ့သည်တိုက်ပွဲတွင်အရေးနေသွားတော်လဲစစ်ပွဲကိုတော့ရှုံးနေခြင်းမရှိသေးဟုယူဆထားသည်နောက်ပိုင်းတွင်အခြားအစုံများနှင့်ပတ်သက်ပြီးဆွေးနွေးညှဉ်းခုံကြပြန်သည်ညှဉ်းခုံနေကြသည်ကလည်းမိနစ်အနည်းငယ်ကြာသည်အထိ မိသုံးမြစိတ်အားတက်စရာဖြစ်မလားတရားသူကြီးဟာရစ်ဆန်ချမ်းမပဲတယ်ဟုအတန်ထွက်လာသည်ရှင်နေများလဲပြောဆိုပြီးသွား၍စာရွက်စာတမ်းများကောက်ယူသိမ်းဆည်းပြီးပါလာသည့် brief case များနဲ့ထည့်ကာပိတ်ကုန်ကြသည်ထိုအချိန်တွင်ဂျာရက်ကာတင်ကတရားသူကြီးထံဥတီကအားလုံးကြအောင်ယခုလိုပြောလာသည်တရားသူကြီးမြတ်များ အခုလိုပြောခွင့်ရခဲ့တာကျွန်တော်တို့2500ဖြစ်မိပါတယ်ရှေ့လျှောက်3နှစ်လောက်လဲကျွန်တော်တို့ဒီလိုပဲပြောနေအောင်ပါတရားသူကြီးကလက်ထဲကတူဖြင့်ခောက်ကာတရားခွင့်ကိုအဆုံးသတ်တယ်ဟုခက်ပြက်ပြက်ပြောလိုက်သည်ခရစ်စမတ်အပြီးနေ့ရက်ခန့်အကြာလေပြင်းပြင်းတိုက်နေသောညနေခင်းတွင်ဂျင်းနက်ဘေကာသည် သူမနေနေသည့်ထရေလာအိမ်မှထွက်ပြီးတီရှူးလောကိုဖြတ်ကာဖခင်เจ้าနောက်ဖက်ရှိ ်တင်းကျိုင်းမြေသို့ထွက်လာခဲ့သည်သူမသည်ချက်ဤတင်းကျိုင်းမြေနေရာရှိသေးငယ်သောမှတ်တမ်းကြောက်ပြားကိုနန်းဆိုင်လိုက်ပြီးနောက်ခိုင်ချလိုက်ကခင်မုံဖြစ်သူပီးဤကြောက်ပြားကိုမိလိုက်သည်ဒီနေ့သည်ခင်မုံဖြစ်သူစုံပါသွားခဲ့သည်မှာငါးနှစ်တင်းတင်းပြည့်သွားခဲ့ပြီဖြစ်သည်ငါးနှစ်လုံးလုံးလဲခင်မုံဖြစ်သူနှင့်အတူနေခဲ့ရစဉ်ကအတိရစရာများကို တွေ့ရင်ဖြတ်တန်းခဲ့ရသည် အချာစိတ်မချမ်းမြေဝင်များကိုလည်းခေါင်းထဲကဖယ်မထုတ်နိုင်ခဲ့ပြန်။ထွားချိုင်းတံမာတော့ပြီသည်။သူမမျက်စိရှိမောက်ပါလေ။ပေါင်120တိထိုးကြသွားသည်။နောက်ဆုံးရေကိုပြီးလေချောင်းနှင့်အစာအိမ်ပြုံနေအကျိတ်ကြီးထွက်လာ၍မနေမြူချခဲ့ရသည်။ပြီသည် အသက်30တာရှိသေးတော်လေ။သူ့အသက်နှစ်ဆလောက်ရှိတေးအံ့မူးမူးလူတအူးလို ဖြူဖက်ဖြူရော်နှင့် မျက်တွင်းဟောက်ပတ်နှင့်ဖြစ်နေသည်တစ်ချိန်လုံးလဲမခံမရနိုင်အောင်နာကျင်လွန်းလာ၍မော်ဖင်းကိုသာတွတ်တွတ်တောင်းနေရှာသည်စကားကို အမြင်မပြတ်နှင့်အကြောင်းအရာပေါင်းစုံကို ပြောတတ်သည်စကားပြောကောင်းသူတဦးဖြစ်သည့်ပြီးသည့်ပါဇက်မှတနာစပွဲညဉ့်ညူတယ်များသာထွက်နေသည်ဆက်ပြီးမခံမရနိုင်ဖြစ်လာ၍အသက်ဆက်ပြီးမရှင်မရစေနဲ့တော့ဟု သူမအားလဲတောင်းတောင်းပန်ပန်ပြောလာသည်ချက်လေးဤနောက်ဆုံးရက်များက အတော်လေး တည်တည်ငြိမ်ငြိမ်ရှိသည်ပြီးအဖြစ်ကတော့ဆူဆူဝါဝါပဲသူမအဖို့နှစ်ယောက်စလုံးခံစားခဲ့ရသည်များကအမှန်ရချင်းစရာမကောင်းတော့အောင်အကုံအစင်မြင်ခဲ့ရပြီးဖြစ်သည်ယခုဒီကိုရောက်လာသည်ကလည်းသူတို့အတူနေခဲ့စဉ်ကအကြောင်းချစ်ကြိုးတည်ဖွဲ့ခဲ့ဖို့ ဟတ်တီဘက်တွင် ပထမဆုံးအတူနေခဲ့သည့်တိုက်ခန်းအကြောင်းချက်ကလေးလူလောကထဲရောက်လာပုံနောက်ထပ်ကလေးတွေအများကြီးနှင့်အင်ကျေကျေနေကြဖို့စီစဉ်ခဲ့ကြပုံသူတို့ဟာသူတို့စိတ်ကူးရင်ပြီးရေပွဲဖွဲခဲ့ကြပုံငမားတန်ကြီးနှင့်ဦးလေးဖြစ်သူကန်သေးကဖမ်းမိလာသည့်ဗရန်ကားများကို မြင်းလျင်အထင်တကြီးဖြစ်လာအောင် ကျိုးနှင့်တည်နေသည့်ချက်ရဲ့ပုံရိပ်ဒီဘော်လုံးယူနီဖောင်းနှင့် အဖေဖြစ်သူမိပြပြီးနှစ်အတူ ရှိနေခဲ့ဖို့နေရောင်စလုံးမကျမ်းမမာဖြစ်လာခြင်းနေနေ Disneyland သို့ အပျော်ခရီးသွားမိအကြောင်း ပြောနေခဲ့ကြပုံလို့စီကပကုံးပြန်ပြောပြခဲ့ပြီးအရင်ကလိုပဲမှောင်မှပြန်လာခဲ့သည်ဒင်းဒီအော်ဒီဖျားကြောင်မိဖို့ကံပလင်းပေါင်းမှရက်ကြည့်နေခဲ့သည်သူဂယုတစပြုစုထိမ့်သိမ့်နေသည် တင်းချိုင်းမြေလေးသည်ယခုအခါတွင်တော့အရွယ်အစားနှင့်မမျှအောင်ဖြစ်နေပါဘောလားဟု တွေးမိလိုက်သည်